ဆွန်ရက်နိုင်ပွဲပြန်ယူရမယ့်အချိန်အားလုံးမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ဂျိုးဆိုပါတယ်ဆွန်ရက်က1 Friday Fight နောက်ဆုံးပွဲမှာ Thai Fighter Combonine ကိုရှုံးပြီးတော့နိုင်ပွဲဆက်မှတ်တမ်းရပ်တန့်ခဲ့တယ်အဲဒီပွဲမှာတိုင်ခင်မှာဆွန်ရက်က9ပွဲဆက်အနိုင်ရပြီးတော့စာချုပ်ရမယ်လို့မျှော်လင့်ခဲ့တာပါသူရဲ့အကြီးမားဆုံးမျှော်လင့်ချက်က1 Championship စီကနေစာချုပ်ရရှိရပါတကယ်ဆိုရင်ဆွန်ရက်ရဲ့စွမ်းဆောင်ရည်ကစာချုပ်နဲ့ထိုက်တန်နေပါပြီ ဇိုရက်ကနဲ့ပတ်သက်ရင်ကြီးကျူးစရာတွေများပါတယ်။ပြိုင်ဘက်ကပွဲစားပိုင်းမှာဖိအားပေးတိုက်ခိုက်တတ်တာဇိုရက်ရဲ့မဟာဗျူဟာပါ။အမပေးစနစ်နဲ့ထိုးရတဲ့ပွဲတွေမှာပွဲစားပိုင်းဖိအားပေးနိုင်ခဲ့ရင်နောက်ပိုင်းပွဲချိန်တွဲမှာတတ်တောင်တတ်တာရှိပါတယ်။ဘောလုံးစကားနဲ့ပြောရရင်ကိုရင်သွင်းထားတဲ့အသင်းကဖိအားနှဲသလိုပါပဲ။ဇိုရက်ရဲ့ပွဲချိန်တွင်းချိန်တွေကိုကြည့်ပြီးတော့ကစားရင်ကလည်းကြီးကျူးစရာပါ။တိုင်းချေဆိုင်ဖဲတက်စ်နဲ့ပူပေါင်းလေးချင်းချင်းကစပြီးတော့ဇွဲကအမခန်းတိုးတက်လာတာပါသူရဲ့ပင်ကိုအေးသွေးပြင်းဒီစနစ်ပိုင်းလဲအတော်လေးကိုကောင်းမွန်လာခဲ့ပါလေ ဆိုရက်က game plan ကောင်းပါတယ်ဆိုရက်ကသူ့လုံးဆရာရှိတာကိုတိတ်တဆိတ်လုပ်ပြီးတော့သူ့ကိုယ်သူအကောင်းဆုံးတီဆောက်နိုင်ခဲ့ပါတယ်ဆိုရက်ရဲ့ game plan ကတခြားမြန်မာ fighter တွေလိုမဟုတ်ပါဘူးစိတ်မလုံးဘူးပြိုင်ဘက်ကိုအထင်မသေးဘူးကို့အားသာချက်ကိုအကောင်းဆုံးအသုံးချပြီးတော့အမှတ်တွေရအောင်ယူသွားခဲ့တယ်မြန်မာ fighter တွေစီမှာအဲ့လိုအတွေးမြင်တဲ့ game plan မျိုးရှိသေးပါတယ်ဆိုရက်ကဝမ်းမှာပွဲချက်တွေဇက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်ဆိုရက်ကထမ်းမြတ်တဲ့ fighter တွေနဲ့ပဲတပွဲတလန်းအကဲဆန်းခဲ့ရပါတယ်ဝေတိုင်းချန်ပီယံဟောင်း FV Bonding ထိုင်းနာမည်ကျော်ပပ်ဝီချစ်တို့ကိုအကောင်းဆုံးကြော်ဖြတ်ပြခဲ့သူပါဆိုရက်ကမာဂုံနဲ့ထပ်မံစွမ်းရင်ကြောင့် FF Bonding နဲ့ဘွဲမှာစူဂျေးဘတ်3သိန်းခွဲရဘူးပါလေအခုပပ်ဝီချစ်နဲ့ပြန်လဲပြီးတော့ဆုံရက်ဆုံတွေ့ပါမယ်ပပ်ဝီချစ်နဲ့ဆုံရက်ကပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာကျင်းပတဲ့1 Friday Fight 91မှာဆုံခဲ့တာပါအဲ့ဒီဘွဲမှာဆုံရက်ကပပ်ဝီချစ်ကိုအသာစီးထိုးပြီးတော့အမှတ်နဲ့အနိုင်ရခဲ့တယ်အခုတခါရောပပ်ဝီချစ်ကိုဆုံရက်ဘလို့ကစားပြအောင်မလဲဘဝီချက်က1 Friday 5မှာရှစ်ပွဲထိုးထားပြီးတော့၄ပွဲနိုင်၄ပွဲရှုံးထားပါလေ ပြီးခဲ့တဲ့မတ်လအတွင်းမှာကျင်းပခဲ့တဲ့1 Friday Fight 11မှာ Rossick ကိုအမှတ်နဲ့နောက်ဆုံးမှာနိုင်ရထားခဲ့တာပါဆိုရက်က1မှာ7ပွဲထိုးထားပြီးတော့6ပွဲနိုင်5ပွဲရှုံးထားပါလေသူက1မှာ4ပွဲဆက်ရှုံးပြီးမှ5ပွဲဆက်ပြန်ပြီးတော့အနိုင်ရထားခဲ့တာဖြစ်ပါလေအခုလဲ1မှာရှုံးပွဲပြန်တွေ့ထားလို့ပတ်ဝီချင်းနဲ့ပွဲမှာဆိုရက်ရှုံးပွဲမတွေ့အောင်လို့တတိထားကစားပါမေးပတ်ဝီချင်းကဆိုရက်ကိုလက်စားချေချင်နေပါလိမ့်မယ်ဆိုရက်ကိုသာအနိုင်ရရဲ့သူ့ရဲ့1ကစားမဘွားကပို့ပြီးတော့ตาရဖြောင်ပြူးသွားမှာပါ ဆိုရက်ကပဝီချစ်တဲ့ပွဲမှာနိုင်ပွဲပြန်ရအောင်ယူပြီးတော့သူ့ရဲ့စားတုံးမျောလင်းချက်ကိုအသက်ပြန်သွင်းရပါမယ်။ဝမ်းမှာနိုင်ပွဲများဆုံးရထားတဲ့မြန်မာနိုင်ငံကိုစားပြုဖိုက်တာဖြစ်ပေမဲ့ဆိုရက်ကဆိုလင်ဦးတန့်စဉ်သွေးလင်းထတ်တိုးလောက် fan base မခိုင်းပါဘူး။ဝမ်းမှာစားတုံးရဖို့ကနိုင်ပွဲတွေရအောင်လည်းမလုံလောက်ပါဘူး။ပရိသတ်အင်အားအထူးဖြင့်လူမှုကွန်ရက်မှာပရိသတ်အားပေးမှု popular ဖြစ်တာတိတ်ပြီးတော့ရေးကြီးနေတယ်။ဆိုရက်ကအဲ့ဒီပိုင်းမှာအားနေနေပါလေ။ဆိုရက်ကသူမိဘတွေကိုထောက်ပံ့မယ်။သူမိသားစုရဲ့ဖြည့်ဆည်းပေးခြင်းနဲ့စိတ်ကသာလွှမ်းမိုးနေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ်စုံရက်ကပိုင်ဝီချစ်ကိုအနိုင်ပြရပါမယ်ပရိသတ်တွေကလည်းစုံရက်ရဲ့နိုင်ပွဲကိုပြန်ပြီးတော့မြင်ကျင်နေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပေါ်ရတော့ဘယ်လိုမြင်ကြလဲစုံရက်နဲ့ပတ်သက်ပြီးတော့ဒီပွဲမှာအနိုင်ရသွားဖို့ရှိလားပွဲပေါ်ဘယ်လိုမြင်လဲပြောပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ